chapter 4 uh, chapter 6ပေါ့နော်အခုပြန် chapter 6ဒီကိုရောက်လာပြီ chapter 6ရဲ့ပထမဆုံးအပိုင်းဖြစ်တယ်ပေါ့နော်ဒီအပင်တွေရဲ့ဒီ biodiversity ပေါ့အပင်နဲ့သတ္တဝါတွေရဲ့ biodiversity အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် biodiversity biodiversity ဆိုရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဇီဝမျိုးစုံမျိုးကွဲဖြစ်ပါတယ်ဇီဝမျိုးစုံမျိုးကွဲဆိုတာအဲ့မှာအပင်တွေလည်းပါမယ်သတ္တဝါတွေလည်းပါမယ်သူတို့ရဲ့ရှင်သွဲနေထိုင်တဲ့အကြောင်းအရာပဲလို့အဲ့ဒါမျိုးပါပါဖြစ်ပါတယ်တဲ့ဒီမှာ bio ဆိုတာပေါ့နော်ဒီမှာသူ့ရဲ့ definition လေးနဲ့စလိုက်ပါမယ် biodiversity biodiversity ဆွဲစီဇီဝမျိုးကုန်မျိုးကွဲစွာအဲ့စကလုံးကဘယ်ရလာလဲဆို transfer လာပါတယ်တူကစကလုံးနှလုံးကနေလာပါတယ်ပထမစကလုံးကကြောင့် bio ဖြစ်တယ်ဗောနဒီ bio bio နောက်ကကြောင့်ပါလဲ diversity bio နဲ့ diversity ဆိုရဲစကလုံးနှလုံးကနေလာပြီးတော့ bio means bio ရဲ့အဓိပ္ပာယ်ကတော့ life ဘဝလို့အဓိပ္ပာယ်ရအောင်ဘဝဆိုတာအဓိကဖြစ်ပါတယ်သက်ရှိတဲ့အားလုံးကိုအဓိပ္ပာယ်ရ diversity ဆိုရဲအဓိပ္ပာယ်ကတော့ means အဓိပ္ပာယ်ရပါတယ် variability အမျိုးစုံမျိုးကွဲလို့အဓိပ္ပာယ်ရအောင်ဥပမာဆိုရင် အဲတက်ရှိတွေမှာပါရလဲပါမလဲတရိษံလဲပါမယ်အပင်လဲပါမယ်အဲမှာမျိုးစုံမျိုးခွဲဆိုဘာပါမလဲဆိုဒီအပင်အဲတက်ရှိတွေရဲ့အမျိုးအစားတွေနောက်တက်ရှိတွေရဲ့မျိုးရိုးတွေပြည့်ကွဲပြားမှုတွေနောက်အပင်တွေဆိုလဲအပင်တွေရဲ့မျိုးရိုးတွေအပင်တွေကကွဲပြားအပင်တွေမှာအပင်ဆိုပေမဲ့မတူကြဘူးဗာလဲအပင်သေးရှိမယ်အပင်ကြီးရှိမယ်နောက်အာတဘာဝပောက်ပင်တွေမှာဆိုလို့ရှိရင်လေဒီမြေကြီးပေါ်မှာပောက်တဲ့အပင်တွေရှိလို့ရေထဲမှာပောက်တဲ့အပင်တွေရှိမယ်နောက် အပိုပိုင်း data မှာပေါက်တဲ့ရှိအပင်တွေရှိတယ်လို့ A ရဲ့ data တွေမှာပေါက်တဲ့အပင်လည်းရှိတယ်။အဲကြောင့်အပင်တွေကလည်းမျိုးစုံမျိုးကွဲရင်တွေ့ကြအောင်ပေါ့နော်။အဲ့လိုမျိုးပေါ့တက်ရှိတဲ့အတိုင်းမှာမျိုးစုံမျိုးကွဲရှိရတဲ့ကြောင့် bio ဆိုတာဘဝအသက်ရှိဖြစ်ပြီးတော့ life ဖြစ်ပြီးတော့ diversity မျိုးစုံမျိုးကွဲဆိုတာ variability ဒီမျိုးစုံမျိုးကွဲကွဲပြားခြားနားမှုရှိပါတယ်။ data bio diversity data ဆိုတာ meaning bio diversity ဆိုတဲ့ဒီမျိုးစုံမျိုးကွဲရဲ့အသေးပြာဆိုရင်လည်း worst quine အာတီထွင်ခဲ့ပါတယ်တဲ့ ဘယ်လိုတည်ထွင်ခဲ့လဲဆို water zero set ကတည်ထွင်ခဲ့ပြီဘိုင်ချင်းမှာတည်ထွင်ထောင်ကွာ85ခုနှစ်မှာတည်ထွင်လာပါလေတဲ့ water zero set ဆိုတာဒီပုံပေါ်ပေါ့နော်သူကဘာလို့လဲဆိုဒီစက္ကလုံအရင်တော့အမှန်ပြောသူတို့မှာဒီဝေါ်ဟာရာကမရှိသေးဘူးပေါ့နော်မြန်မာမှာဆိုလဲတချို့ဝေါ်ဟာရာကမရှိခဲ့ဘူးဥပမာ driver ဆိုတာကားတွေမပေါ်ခင်တော့မရှိခဲ့ဘူးဒါပေမဲ့ကားတွေပေါ်လာပြီးတော့မှအဲ့စက္ကလုံကို driver ဆိုပြီးကြည့်ဆင်လိုက်အဲ့လိုပဲသူတို့မှာသူတို့အင်္ဂလိပ်စကားမှာလဲသူတို့ကဘာလဲဆိုရင်ဒီစက္ကလုံတွေကိုပေါ့နော်အာခစ်စ်မှာအသုံးပြုဖို့အတွက် ဘတ်မရှိသေးတဲ့စကလုံးတွေသူကတီထွင်ခဲ့တယ်အဲ့ရှိသေးမရှိသေးတဲ့စကလုံးတွေမှာ biodiversity ပါ biodiversity ကိုသူကတီထွင်ခဲ့တယ်ဆိုရင် water zero ဆန်ဆိုတဲ့လူကအဲ့စကလုံးကိုတီထွင်ခဲ့တယ်ဘာနဲ့ဘာနဲ့ပေါင်းပြီးလဲဆိုရင်အရှိမဘာနဲ့ bio နဲ့ diversity ဆိုတဲ့နှစ်ခုပေါင်းပြီးတော့ biodiversity ဆိုပြီးတော့သူကတီထွင်ခဲ့တာပေါ့နော်သူ့ကိုလည်းအဲ့လိုမျိုးတက်ရှိနဲ့ဒီမျိုးစုံမျိုးပဲဆိုပြီးတော့သတ်မှတ်ခဲ့ပေါ့သူကတီထွင်ခဲ့တယ်တဲ့ backwards popularize ဒါပေမဲ့နာမည်ကြီးလာစေခဲ့နာမည်ကြီးလာစေခဲ့ဆိုတာက ဒီ biodiversity ဆိုတဲ့စကားလုံးအသုံးပြုရလေးလာမှုတွေလုပ်တယ်ပိုပြီးလူတွေသိရှိအောင်လုပ်တဲ့သူကကြတော့ဗါလဲ Edward Owenson ဖြစ်ပါတယ်ဒီမှာကဒီဟာဒါနဲ့ဒါနဲ့တစ်ဆက်တယ်နော် Edward O ကတကြောင်းပြောရ Sorry Edward Owenson ဖြစ်ပါတယ် Edward Owenson ဆိုတာဘာလို့လဲဆိုရင် who is now known as အခုသူ့ကိုသိကြပါတယ်တဲ့ဘာလို့သိကြလဲ father of biodiversity ဇီဝမျိုးစုံမျိုးကွဲတွေကဖခင်ကြီးလို့သိကြပါတယ်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော် ဒီပုဂ္ဂိုလ်ကစကလုံးကိုတီထွင်ခဲ့တာသူကဘာလာပေတာလို့ဘာလို့လဲပတ်သက်တဲ့ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ hardware overseen ကြတော့ဘာလဲဆိုလို့ရှိရင်သူကဒီဇီဝမျိုးကုန်မျိုးကွဲတွေကိုလေ့လာရင်လေ့လာပြီး biodiversity ဆိုတဲ့စကလုံးအောက်မှာသူကတကယ်အမှန်တကယ်ဘာလို့လဲပတ်သက်ပြီးလေ့လာခဲ့တဲ့ပုဂ္ဂိုလ်လို့ပြောလို့ရရပါတော့အဲကြောင့် father of biodiversity ဒီဝမျိုးကုန်မျိုးကွဲတွေရဲ့ဖခင်လို့သိရမှာအဲတော့သူကဒီဇီဝမျိုးစုံမျိုးကွဲရဲ့အကြောင်းဒီစကလုံးအောက်မှာဒီမျိုးအာဒီအရနဲ့ပတ်သက်တဲ့ဥစ္စာကိုပို့ပြီး ပေါ့နော်ဒီမြေစီကတကယ်တက်ရှိတွေအကြောင်းလေ့လာခဲ့တဲ့အကြောင်း biodiversity ဆိုတဲ့စကားလုံးကပို့ပြီးအသေးပဲရှိလာပို့ပြီးနာမည်ကြီးလာစေခဲ့အောင်နော်တဒန်း biodiversity တဒန်းဆိုရယ်ဝေါ်ဟာရ biodiversity ဆိုရယ်ဝေါ်ဟာရဆိုလို့ရှိရင်ね refer အသေးပဲပြဆိုပါ to the variety မျိုးစုံမျိုးကွဲတဲ့ variability ကွဲပြားမှုသူက variety ဆိုတာမျိုးစုံမျိုးကွဲ variety ဆိုတာကွဲပြားမှု ကွဲပြားမှုနဲ့မျိုးစုံမျိုးကွဲကွာမျိုးစုံမျိုးကွဲဆိုတာဥပမာဆိုရင်အဲအပင်တပင်ရှိမယ်ဗျာဥပမာလိမ္မော်စည်းပင်ထားပါတော့လိမ္မော်စည်းမျိုးပေါ့အဲ့လိမ္မော်စည်းတစ်မျိုးရှိမယ်ဒါပေမဲ့အဲ့လိမ္မော်စည်းမျိုးတိုင်းစိုက်တယ်အဲ့လိမ္မော်စည်းမျိုးတိုင်းကအပင်တထရတဲ့တူနေရာမျိုးမရှိတခါကျရင်ကွဲပြားမှုဖြစ်လာအဲ့မျိုးကြောင့် variability လို့ခေါ်ပြောတဲ့မျိုးရိုးအလိုက်ကိုတော်တော်များများတူတာကိုကျွန်တော် variety လို့ခေါ်တာဗျာအမန် living organism အမန်ဆိုတာကြားမှာ living organism living သက်ရှိ organism သက်ရှိနေကြရမှာသက်ရှိနေသက်ရှိကြရမှာနောက်တစ်ခုပါလေ ecological complexes ecology ဆိုတာကဒီပေါ့အဲခေယဗေဒရဲ့ complexes ရှုပ်ထွေးမှုတွေသက်ရှိနေခေယဗေဒရှုပ်ထွေးမှုတွေရဲ့ခြား in which they occur သူတွေဖြစ်ပေါ်တယ်သူတွေဖြစ်ပေါ်ဆိုတာဒီ living entity ဆိုတာ living organism တွေပြောရမှာနော်သူတွေဖြစ်ပေါ်တဲ့ဒီ ခရီးစနစ်ရှုပ်ထွေးမှုချားတဲ့မှာနဲ့အဲ့အဲ့မှာနေထိုင်တဲ့တက်ရှိရချားတဲ့မှာတဲ့ဒီစီအမျိုးမျိုးရိုးနေတဲ့နောက်ထပ်ပါတယ် variability မျိုးစုံမျိုးခွဲရာမျိုးစုံမျိုးခွဲလို့အထိပ္ပာယ်ရပါအဲ့ဒါအဲ့ဒါပေါ့နော်ဒါစာနဲ့နေနေရှင်းပြပါဦးနော်ဘယ်လိုကူပြောမယ်ဆိုဒါပါလို့အထိပ္ပာယ်ရတယ်ဆိုလို့ရှင်းဒီမျိုးရိုးတွေနဲ့အဲမျိုးစိတ်တွေနဲ့နောက်တစ်ခုသူရဲ့ကွဲပြားမှုတွေပေါ့ကွဲပြားမှုတွေဖယ်ရှားမှလည်းဆိုရင အဲသက်ရှိရင်လည်းအဲ့သက်ရှိရင်နေထိုင်တဲ့အဲ့သက်ရှိရင် push in which or ကအဲ့သက်ရှိရင်ပေါ်ပေါ်ဖြစ်တည်တဲ့ဒီကေယဗီရာ complex ဆိုတာကျွတ်ထွေးမှုထဲကိုဆိုတာဖြေရဗီရာနေရာလို့ပြောတာပေါ့နော်ဖြေရဗီရာဆိုင်အာရီနဲ့ကြားထဲမှာတဲ့ဖြစ်ပေါ်တော့အာမျိုးရိုးတွေမျိုးစိတ်တွေနဲ့နောက်တစ်ခုသူတို့မျိုးကွဲပြားမှုတွေဟုတ်တယ်အထိပယ်တတ်မှတ်ပါအဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်အာ အကောင်ကတူရဲ့အာအကောင်ကတူရဲ့ဒါပေမဲ့အကောင်ဆိုလူဆိုလဲသူပေါ့ဟုတ်လေတခြားတက်တော်ကြောင်ဆိုလဲကြောင်ကြားဆိုလဲကြားသူတွေကသူတို့ဘာသူတို့မျိုးစိတ်ကွဲပြားရလဲရှိသလိုသူတို့ရဲ့နေထိုင်တဲ့နေရာ ecological complex သူတို့ပေါ်ပေါ်နေရာပေါ်မူကြီးရောလဲကွဲပြားခြားမှမှုတွေရှိတယ်အဲ့ကွဲပြားခြားမှုတွေကိုဒီအတိဟိုအတိပဲဆိုတာက biodiversity ရဲ့အတိပဲဖြစ်ပါဒါဆို biodiversity ဆိုတာကသက်ရှိခြင်းသက်ရှိခြင်းနဲ့ ဒီဘောသူတို့နေထိုင်ရနေရာနဲ့ဇာလရကူပရာပေါ့နော်ဘကလုံးရမပြောဘူးလေကူရာတရှိနေထိုင်ရနေရာနဲ့အပေါ်မူတည်ပြောသူတို့ရဲ့ကွဲပြားဌာနအသူတို့ရဲ့ဒီမျိုးစိတ်တွေမျိုးကွဲဆိုရယ်အထိပယ်ရပါလေတဲ့ just to job biodiversity ဒီဒီဝမျိုးစုံမျိုးကွဲရဆိုရင် can be defined အထိပယ်တန်းတန်းမှာပတ်သက်မှတ်နိုင်ပါတယ် as the totality of gene species and ecosystem of a region တဲ့ဒါကတော့ biodiversity ပေါ့နော် အကြောင်းပါလာမယ် genetic biodiversity species biodiversity နဲ့ eco system ecological biodiversity ဆိုတာအဲ့လိုမျိုးရှိလာမှာเนาะအဲ့ပါပါအဒါကပါလဲဆို biodiversity အမျိုးအစား၃မျိုးအကြောင်းသူကနောက်ပိုင်းကြားလို့ရှိရင်ဒါမှာပေါ့နော်အဲ့ကြောင့် biodiversity ကိုအသေးပဲသတ်မှတ်နိုင်တယ်ဟောဘယ်လိုလဲဆို totality ဆိုတာအားလုံး genes တွေအားလုံးမျိုး species မျိုးစိတ်အားလုံး ecosystem of a region ဒီ data ရဲ့ ecosystem ခရီးစနစ်အားလုံးနေနဲ့လဲသတ်မှတ်နိုင်အဲ့ဒါဘာပြောချင်တာလဲဆိုဒီ biodiversity ရဲ့မှာ ဂျင်းနဲ့မျိုးပိဇာကြောက်လေအဲ့လိုမျိုးကွဲပြားရတယ်ပါသူကမျိုးစိတ်တွေကြောက်လေမျိုးကွဲရပါဟုတ်တယ်လေမျိုးပိဇာမျိုးကွဲပြားဆိုရင်ငားနဲ့ကျက်နဲ့ဘယ်လိုမှမတူဟုတ်တယ်မလားဟိုကရင်တွေတက်တော့ဒါကုန်းနေတက်တော့မတူဒါဆိုရင်ဒီငားမှလည်းမျိုးစိတ်တွေထက်ကွဲသေးတယ်အဲ့အဲ့လိုမျိုးပေါ့နော်အဲ့အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ် biodiversity အဲ့ကြောက်တဲ့သူ့မှာမျိုးရိုးပိစားလည်းပါတယ်မျိုးတဲ့မျိုးစိတ်တွေလည်းပါတယ်ဟိုကြောင်ခွေကျက်ဝက် ဂျင်းဆိုရမျိုးဗီဇာတွေနဲ့ပါတယ်။နောက် ecosystem သူတို့နေထိုင်တဲ့နေရာပုံမူတည်ပြီးတော့လေဖွဲ့ပြားမှုပါတယ်ကြောင့်ဒီ biodiversity လို့သတ်မှတ်မယ်ဆိုလို့ရှိရင်မျိုးရောင်မျိုးစုံမျိုးကွဲလို့သတ်မှတ်မယ်ဆိုရင်ဒီ၃ခုလုံးပါမှာဖြစ်ပါတယ်။ overall region data ဆိုပြောမှာနော်။ biodiversity ဒီစုကမျိုးစုံမျိုးကွဲရာ place အာဆောင်ရွက်ပါတယ် a significant role အရေးပါတဲ့အခန်းကဏ္ဍနဲ့ဆောင်ပမာဆောင်ရွက်လဲဆိုရင် in both human life လူသားတွေရဲ့ဘဝမှာဘဝမှာရောဘယ်လိုပါ natural ecosystem တဘာဝ စနစ်မှာရောဒါဆိုရင်တို့ကဒီ biodiversity ကအဓိကခန်းကဏ္ဍနေဆောင်ရတဲ့နေရာဆိုဘယ်နေရာရှိလဲဆိုရင်နှစ်နေရာရှိတယ်။အဲ့ဒါပါလဲဆိုလို့ရှင်လူသားတွေရဲ့ဘဝနဲ့တဘာဝခရီးစနစ်ဆိုပြီးနှစ်မျိုးရှိတယ်။အဲ့လိုဘယ်လိုဆောင်ရွက်လဲဆိုလို့ရှင်သူရဲ့ဆောင်ရွက်တဲ့အလုပ်အလုပ်ကြတော့ဘာရင်နဲ့ဖော်ပြရလဲ။ဘာအင်ဂျင်နဲ့ဖော်ပြရလဲ။ဆောင်ရွက်တာကနှစ်နေရာအထူးထူးခြားဆောင်ရွက်နှစ်နေရာ human life နဲ့ nature ecosystem လူသားဘဝနဲ့လူသားရဲ့တက်ရှိဘဝနဲ့ဒီတဘာဝခရီးစနစ် နောက်တစ်ခုချိန်သိမ်းတာကြတော့ तू อ่ะအဲ့မှာဆောင် तू อ่ะအဲ့အတွက်ဒီဘယ်လိုဆောင်ရွက်ပြီးလဲဆိုတာကြတော့ဘယ်လိုလုပ်ပြီးလဲဆိုချိန်သိမ်းပြီးရဲ့ the balance of ecosystem ဒီ ecosystem ဆိုရယ် gear စနစ်ရဲ့ balance မျှချေဖို့တဲ့ချိန်သိမ်းပြီးပါတယ်ဒါဆိုရင် तू อ่ะလူသားရင်တဲ့တဘာပတ်ဝန်းကျင်ကြားမှာအရေးကြီးရဲ့အခက်ခံတိုင်းနဲ့ဆောင်ရွက်ပြီးရဲ့သူ့ရဲ့လုံဆောင်ပြရပါလဲဆိုရင် gear စနစ်ရဲ့ဟန်ချက်ကိုချိန်မိရဖြစ်ပါတယ်ဒါဆိုရင်ဒါ gear စနစ်ပေါ့နော် gear စနစ်မှာဆိုရင်ဘာပါလဲဆိုရင် ဒါတောတောင်ရေမြေတွေပါမယ်ဒီမှာဆိုရင် ecosystem အသက်ရှိတခြားသက်ရှိရေနေသက်တော်ရပါမယ်ရေနေသက်တော်ကုန်းနေသက်တော်ရပါမယ်အပင်တွေပါမယ်အဲ့ဒါမျိုးရိုးပြီးစားဒါပါလေဒီမှာပြထားပါဘုနော်တစ်ဂျင်းမျိုးရိုးပြီးစားနှစ် species ဒါ species မျိုးစုံမျိုးကွဲငါးချက်ဝက်ပဲတော့ဒါဂျင်းကမျိုးပြီးစားဒါပါလေဆိုလို့ရှိရင် ဒါ ecosystem ဒါဒီပုံလေးကောင်းတယ်เนาะ ecosystem အဲ့ဒါကိုသူကပြထားမျိုးဖြစ်ပါတယ်ဒါ biodiversity ဆိုပြီးတော့အထိမဲ့သတ်မှတ်ဖို့အတွက်အချက်၃ချက်အဲ့ဒါဆိုရင်အဲ genetic biodiversity species biodiversity ecosystem biodiversity ဆိုပြီးတော့နောက်ပိုင်းကျရင်ပါလာမှာဖြစ်ပါတယ်เนาะအဲ့ဒါလူသားရဲ့ဘဝမှာအရေးပါတဲ့အကြောင်းသူကအဲလူဝင်သားတဲ့လူအောင်သူကရှင်းပြပေးရပါတယ်ဆိုရင်ဒီအစားအသောက်တွေကနေစားအသောက်တွေဆေးဝါးတွေဘယ်ရရတယ်အပင်တွေတက်တော့ရရရတယ်နောက်ပါလဲတန်ရှင်းတဲ့လေရင်တွေကဘယ်ရ ecosystem အနေနဲ့ရရတယ် တော့ဝယ်ပြီးသေချာအသက်ရှင်စွာနေထိုင်ဖို့အတွက်လည်းဒါလည်းပါလေဒီကမျိုးစုံမျိုးခွဲရသူ့ရဲ့ genetic visa ရနဲ့ထုတ်ယူလာပြီးဖြစ်လာရမလို့ဘလို့ nature ဆိုတာပါလေ ecosystem နာနဲ့မှားပါ ecosystem balance ကိုရှိဒါသဘာဝပတ်ဝန်းကျင်ကိုလည်းသူကမျှကြည့်ဖြစ်အောင်လုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်မလို့ဒီသက်ရှိတွေနဲ့အပင်တတဝါရဲ့ဂျားရဲ့မှာဒီ genetic နဲ့ species ရဲ့ဂျားရဲ့မှာနောက်တစ်ခု genetic နဲ့ဒီ ecosystem ဂျားရဲ့မှာမျှကြည့်ဖြစ်အောင်သူက train သိမ်းပေးရတဲ့ဒီ diversity ပေါ့နော်အဲ့လိုပြောလို့ရပါတယ်တဲ့ ကြောင့်သဘာဝရဲ့ဒီ balance တွေကိုတက်ရှိရဲ့ challenge တွေကိုသထင်းသိမ်းပြီးရပါတော့။ဒါဆိုရင်ဥပမာပြောရရင်ဒါလဲဆိုရင်အာ nutrient cycle လေးပေါ့နော်။ဒါကအာဟာရအာဟာရကိုထင်းသိမ်းပြီးရလဲပါပေါ့။ဒီလိုပြပါ။ ခုဗီဒီယိုမှာတော့ level of biodiversity ပါရှင်းပြပေးသွားပါမယ်เนาะ level of biodiversity မှာသူရဲ့ level တွေအကြောင်းကိုအရင်ရှင်းပြပေးမယ်နောက်ပိုင်းကျမှ ecosystem biodiversity versus system diversity နောက်တစ်ခုအာနောက်တစ်ခုပါလဲ species diversity နဲ့နောက်တစ်ခုကျန်သေး genetic biodiversity genetic diversity ကိုရှင်းပြပြလောက်မှာဖြစ်ပါတယ်ဒါကတော့သူရဲ့ main set နဲ့ level of biodiversity ဒီ boss biodiversity ပေါ့ဒီ biodiversity မှာအဆင့်ဆင့်တွေရှိတယ်တဲ့အဲအဆင့်ဆင့်တွေအကြောင်းကိုရှင်းပြပြသွားမှာပါဖြစ်ပါတယ် biodiversity ဇီဝမျိုးကုန်တွေကို act can be defined as သူတို့တွေကို ဒါတတ်မှတ်နိုင်ပါတယ်တဲ့ဘယ်လိုမျိုးတတ်မှတ်နိုင်လဲဆိုတော့ as the degree of variation degree ဆိုတာအဆင့်အာ variation ကွဲပြားမှုအဆင့်အနေနဲ့တဲ့ of a life form ဘဝရဲ့ပုံစံ in the ecosystem ဇီဝကိရစနစ်မှာရှိတဲ့ဘဝရဲ့ပုံစံဒီမှာကွဲပြားမှုအဆင့်ဘယ်လောက်ရှိလဲပုံမူဒီပြောသူ့ကိုတတ်မှတ်နိုင်တယ် this is usually taken အဲ့ဒါကပါဝင်လေးရှိပါတယ် to include diverse diversity ဒီမျိုးကွဲတွေမှာပါဝင်ရှိရဲ့ at 3 level အဆင့်30အနေနဲ့ပါဝင်လေးရှိပါတယ်တဲ့ ဒါဆိုရင်ဟုတ်ပြီ။ဒီမှာသူဘာပြောချင်တာလဲဆိုလို့ရှင် biodiversity ကို degree အစ်စ်နေနဲ့ခွဲခြားတာအဲ့ degree အစ်စ်နေဆိုတာ variation of life form ဘဝရဲ့ပုံစံဘဝအသက်ရှိတွေရဲ့ပုံစံကွဲပြားမှုနဲ့အဆင့်ဆုံးစင်ခွဲပြားတာအဲ့ဒါဘာမှလဲဆို ecosystem မှာဒါဆိုရင်သူက biodiversity degree လိုက်ခွဲခြားထားတယ်တဘာဝပတ်ဝန်းကျင်မှာရှိတဲ့သက်ရှိပုံစံကွဲပြားမှုသက်ရှိပုံစံကွဲပြားမှုဆိုတာဒါကသက်ရှိတယ် ဒါကြတော့မျိုးဗီဇာပိုင်းနေဒါက ecosystem အဲ့လိုမျိုးပေါ့ပုံစံနေနဲ့ဖွဲ့ချတာပဲမှာလဲ ecosystem မှာဖွဲ့ချတာပဲ3 level level 3ခုရှိပါတယ်တဲ့ the variation အဲ့ကွဲပြားခြားနားမှု in the ecosystem of habitat ဒါကတော့ဒါ3 level ပေါ့နော်ဒါ1ဒါ2ဒါ3ပေါ့နော် နံပါတ်၁ချက်တော့ variation ဆိုတာကွဲပြားခြားနှောင်း inside ecosystem ခရီးစနစ်ကွဲပြားခြားနှောင်းခရီးစနစ်ကွဲပြားခြားနှောင်းမှုဆိုတာကဘာလဲဆိုရင်ခုမှကြားတကောင်ကြားပေါ့ကြားကိုပြောမယ်ဆိုလို့ရှိရင်အဲ့ကြားကဗမာနေလဲဆိုလို့ရှိရင်အပူပိုင်းဒေသမှာနေတဲ့ကြားရှိမယ်နောက်ဘာလဲအေးပိုင်းဒေသမှာနေတဲ့ကြားဆိုတာရှိမယ်အဲ့ကိမှာဘာလဲအေးပိုင်းဒေသမှာနေတဲ့ကြားကြားပြူနောက်တစ်ခုဘာလဲတရုတ်မှာရှိတဲ့လူမျိုးအေးတဲ့နေရာမှာဒီကကြားပြူနောက်ဘာလဲ အပူပိုင်းဒေသမှာနေရကြအိန္ဒိယလိုမှာနေရကြပါလေကြာအဝါရောင်တွေရှိရပါဘူးနော်အဲ့လိုမျိုးကွဲပြားတာ ecosystem ရသူရဲ့နောက်တစ်ခုပါလေ habitat သူရဲ့အဲဒီစားတောက်နေထိုင်တဲ့နေရာချက်စားတဲ့နေရာရတယ်ကွဲရသေးရပါဘူးနော်နောက်တစ်ခုပြောရမဆိုရင်အဲငားတွေမှာဆိုလေသူရဲ့ချက်စားတဲ့နေရာတွေလိုက်ပြီးတော့ကွဲပြားမှုရှိတယ်နောက်မြေခွေးတွေဆိုရင်လည်းအေးပိုင်းဒေသမှာနေမြေခွေးဟာအာသူကပါလေပိန်တယ်နောက်တစ်ခုနောက်တစ်ခုပါလေဆိုလို့ရှိရင်သူက ဘာလဲဆိုရင်တို့ကအကွာရောင်လည်းရှိရနောက်တစ်ခုကလည်းအေးပိုင်းကြားမှာနေရဲ့ပြင်းပြခွေးကြတော့ဗာလေအဖြူရောပြင်တော့တို့ရဲ့အပွေးတွေအရှိတွေပေါ့နော်ဒါတို့ရဲ့ထေသာကျက်စားနေရာပုံကြည့်ပြော variation ကွဲပြားခြားတာမျိုးဖြစ်ပါတယ် then number of different species number ဆိုအရင်အတွက် different species ဆိုတာမတူညီရဲ့မျိုးဆက်အရင်အတွက် in that ecosystem ဒီ gear စနစ်မှာရှင်မတူညီရဲ့မျိုးဆက် and their related appendage တို့ရဲ့မျှကြည်ဆိုင်ရာညားပြမှုတွေအဲ့ဒါဘာပြောရချင်တာလဲဆိုတော့တနည်းအားဖြင့် species မျိုးရို အာမျိုးရိုးကိုပြောချင်တာဗောနမျိုးဆိုတာဘာလဲဆိုလို့ရှိရင်ကြားဆိုကြားဝင်းဆိုဝင်းခွေးဆိုခွေးအဲ့လိုမျိုးပေါ့သူတို့ရဲ့မျိုးရိုးတွေရှိကြဗတူညက်မျိုးရိုးတွေရှိကြ in the ecosystem သူတို့ရဲ့မတူညက်မျိုးရိုးအခြေအတွက်တွေရှိကြအဲ့ဒါလည်းအဲ့လိုမျိုးအခြေအတွက်တွေအလိုက်ကလည်းသူက biodiversity ဇီဝမျိုးစုံမျိုးကွဲတယ်ပတ်သက်တယ်အဲ့မှာဆိုနေရာတစ်ခုမှာဒီမှာကြားအကောင်ကြီးများတယ်ကြားကောင်ရဘလောက်ခွေးအဲ့ပေါ့တမင်ကောင်ရဘလောက်ဟိုတင်နေရာများကြတော့တမင်ကောင်ရဘလောက်ကြားကောင်ရဘလောက်အဲ့လိုမျိုး ပေါ့နော်မျှကျင်နေဘယ်လိုမျိုးရှိလဲအကောင့်20နဲ့အဲကြားအကောင့်20နဲ့တမင်အကောင့်100လားကြား10အကောင့်နဲ့တမင်အကောင့်100လားကြားတစ်ကောင့်နဲ့တမင်အကောင့်100အဲ့လိုနေရာဒေတာတစ်ခုခု in the ecosystem ပြက် gear စနစ်တစ်ခုမှာ gear စနစ်တစ်ခုမှာ gear စနစ်ဆိုတာဗာလေအစားတောက်နေထိုင်နေအစင်းစင်းပြန်လဲမိခိုးတယ်နောက်တစ်ကောင်တစ်ကောင်စားအဲ့လိုမျိုး gear စနစ်အတွင်းမှာရှိတဲ့ဒီဒီပေါ့နော်မတူညီတဲ့မျိုးစိတ်တွေရဲ့အခြေအတွက်ပြသူရဲ့ data related abundance ကျွန်တော်ခဏကပြောတယ်ကြားတစ်ကောင်တမင်10ကောင် ကျွန်တော်တို့ပါလေခွေးရတကောက်မဟုတ်လေရုံကအဲအကောင်20ပေါ့အဲ့လိုမျိုးသူတို့ရဲ့ဒီညှကြီးပေါ့နော်သူတို့ရဲ့ဆက်ဆက်နေမှုအော်ညှကြီးညားပြားမှုအဲ့လိုမျိုးဆက်ဆက်နေမှုတွေပေါ့နော်အရေအတွက်တွေလည်းဒီသူရဲ့ degree အဆင့်ထဲမှာပါပြောနောက်တစ်ခုကပါ genetic variation ဖွဲ့သိမ်း e species ဖွဲ့သိမ်း e species ဆိုတာဒီမှာသိချာမှတ်တာ e species ရဲ့အထဲမှာဟုတ်ဆိုဒါကမျိုးစိတ်တစ်ခုချင်းစီရဲ့အထဲမှာဆိုကြားဆိုလဲကြားရဲ့မျိုးယိုကြားအကြောင်းပဲခွေးဆိုလဲခွေးရဲ့မျိုးကြားကြောင်းအဲ့ဒီကြားကြားဆိုရဲ့ မျိုးရိုးထဲမှာအထဲမှာဖြစ်တဲ့ကြားဆိုရဲကြားချင်းကြားချင်းမှာဖြစ်တဲ့မျိုးဗီဇာကွဲပြားမှုမျိုးဗီဇာကွဲပြားမှုအကြောင်းကလည်းသူ့ရဲ့ degree of variation ဖြစ်ပါတယ်တဲ့အဲ့ဒါပါလဲဆိုသူ့ရဲ့ဘွားပုံစံတွေကြောင့် ecosystem ရဲ့ဘွားပုံစံတွေကြောင့်ခွဲခြားထားတယ်သူ့ရဲ့ဘာလဲ very uh ဒီပေါ့အဆင့်၄၀3 level level 3ခုဖြစ်ပါတယ်တဲ့ဒါဆိုရင်နောက်ဆုံးတစ်ခုကဆိုလေသူ့ရဲ့ဘာလဲဆိုမျိုးစိတ်တူတဲ့မျိုးစိတ်တူတဲ့မျိုးစိတ်တစ်ခုခုအဲ့အမျိုးစိတ်တဲမှာမှာဒီမျိုးဗီဇာရဲ့ဘယ်လိုကွဲပြားလဲဆိုတဲ့အကြောင်းသူက ပြောပြတာဖြစ်ပါတယ်ဒီမှာဆိုပုံကိုကြည့်ပါပုံမှာဆိုရင်ဘာကိုပြောထားလဲဆိုတာ ecosystem သူ့ရဲ့ဘဝ reaction တွေ reaction တွေမှာဆိုရင်ဒီသူ့ရဲ့သဘာဝပေါက်ပွင့်တွေအကြောင်းပါမယ်နောက်တစ်ခုပါလဲဆိုတော့သူ့ရဲ့ ecosystem ကွဲပြားခြားတော့ဒီမှာဆိုရင်သူက ecosystem ၃ခုတော့သူကပြတယ်ဒီမှာတစ်ပင်တော့ထူထက်တဲ့နေရာနောက်ကပါလဲဒီဘောဒီတောင်တန်းတွေထူထက်တဲ့နေရာအိတ်ခဲတဲ့နေရာတော့ဒီမျိုးဒီမှာဆိုရင်ပါလဲဆိုရင်တေချာချဲပြမယ်ဒီမှာဟာဒါမှဆိုလို့ရှိရင်အဲ့ဒါပါလဲဆိုရင်သူက ပေါ့နော်6တွေ့ရဲ့နေရာဒီမှာဆိုလဲကန်းစက်တဲ့နေရာဒါကဆိုမြေချောင်းနေနေရဲ့နေရာအဲ့လိုမျိုးပေါ့နော် ecosystem တွေကွဲပြားခြားနား ecosystem တွေအကြောင်းသူက3-4ခုလောက်ဒီမှာပြအောင်ဒီမှာဆိုရင် species diversity မျိုးပြားကွဲပြားမှုတက်ကလက် of sea ပေါ့နော်ဆိုပါလဲမြင်မြင်ရတော့ကြောင်းလို့အဲ့လိုမျိုးပေါ့မျိုးပြားမျိုးစိတ်တွေကွဲပြားမှုနဲ့သူရဲ့အရေအတွက်ဘလောက်ဘလောက်များပြားမှုနောက်တစ်ခုက genetic diversity လိုမျိုးမှာဒီမှာပိုးကောင်လေးဆိုပိုးကောင်လေးမှာမျိုးပြားတူတယ်ပိုးကောင်ချင်းချင်းပဲပိုးကောင်အုပ်စုပိုးကောင်မျိုးရိုးပိုးကောင်မိသားစု ဒါပေမဲ့ပါလေသူတို့ကဖာမတူကြအောင်လေသူတို့ချင်းချင်းမှလည်းမျိုးဗီဇာကြီးကွဲပြားချမ်းသာတာရှိတယ်အဲအကြောင်းပါလေတချို့ကောင်တချို့ကောင်အခြေချို့ကောင်အယောင်တူတချို့ကောင်အယောင်မတူဘယ်လိုမျိုးဗီဇာကွဲပြားရဲသူရဲ့အဲမျိုးစိတ်တစ်ခုထဲမှာပဲမျိုးစိတ်တစ်ခုချင်းစီမှာအာကြားဆိုရဲကြားပါလေရှိရဲခွေးမှလည်းရှိအကုန်လုံးမျိုးစိတ်တစ်ခုခုချင်းစီမှာရှိရဲသူမျိုးစိတ်အတွင်းထဲမှာဖြစ်တဲ့ဗါလေမျိုးဗီဇာကွဲပြားမှုအကြောင်းဒီရလေဖာမာပါလေဆိုရင် level of biodiversity biodiversity ဆိုတော့မျိုးဗီဇာကွဲပြားမှုအပိုင်းအာမျိုးစိတ်တွေရဲ့ဇီဝဗေဒမျိုးစိတ်တွေရဲ့ ပြောပြပြမျိုးစုံကွဲပြားမှုရဲ့အဆင့်30ဖြစ်ပါတယ်တဲ့။နောက်ပိုင်းမှာကျတော့အဲ့အဆင့်တစ်ခုချင်းစီဖြစ်တဲ့ဒါ ecosystem diversity နောက်တစ်ခုအာနောက်တစ်ခုပြ species diversity နဲ့နောက်တစ်ခုလာမယ် genetic diversity ဆိုပြီးတော့လာမှာဖြစ်ပါတယ်။ဟုတ်ပြီရောမှာတော့သူရဲ့ level of biodiversity အင်ဂျီကိုရှင်းပြပြီးတော့နောက်တစ်ပိုင်းမှာကျတော့ဟိုအသုံးခုကိုရှင်းပြပြီးတော့မှဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ DI ကိုပြန်ဒီတစ်ခုဆိုရင်ပေါ့နော်။ကျက်ရုပ်အဆင်ပြေမယ်ထင်ပါတယ်။ပြီးတော့အာမေးမယ်ဆိုရင်တော့သူကဘယ်လိုလဲဆို biodiversity ဆိုပြီးတော့အာတစ်ပိုင်းမေးရဲ့ပြီးတော့ ဒီအခုပြောခဲ့ level of biodiversity နဲ့နောက်ဒီပေါ် ecosystem diversity တမမဟုတ်အဲ species biodiversity ဆိုပြီးနှစ်ခုနှစ်ခုတွဲပြီးမေးတတ်သလိုတစ်ခုနှစ်ခုပေါ့နော်အဲ ecosystem biodiversity ecosystem diversity နောက်မမဟုတ် the species diversity နဲ့ genetic diversity အဲ့သုံးခုတွေကတစ်ခုခုမဟုတ်လေအဲ့သုံးခုတွေကနှစ်ခု နဲ့တွဲပြီးတော့ level of biodiversity နဲ့တွဲပြီးတော့လည်းမေးတတ်ပါတယ်ပေါ့နော်အဲ့လိုမေးတာဖြစ်ပါတယ်အဲတင်မာပြီးပြောမယ်ဆို level of biodiversity နဲ့ eco ဒီနောက်မှာရှိတဲ့ diversity သုံးခုတွေကတစ်ခုခုနဲ့အဲဘာလဲမေးမယ်ဆိုရင်အဲ့ဒါဘာလဲဆိုရင်ငါးမှတ်တမ်းဖြစ်နိုင်ပြီးတော့အဲ level of biodiversity ရဲ့အနောက်ဘက်က ecosystem တဲ့အဲဒီပေါ့အနောက်ဘက်ကဒီ diversity သုံးခုတွေကနှစ်ခုနဲ့မေးမယ်ဆိုရင်တော့ဆယ်မှတ်တမ်းဖြစ်နိုင်ပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဒီ revision လက်ပြန်နိုင်ကြပါစေဒီ video ချစ်ပါတစ်ခေါက် ပေါက်ကြက်ပါပြီးတော့အရင်နိုင်အောင်စူးစမ်းပါဗောနော်အားပေးပါတယ်အရင်နိုင်အရေးဖို့အားပေးပါတယ်ဗောနော်ဘာကဲဒီဗီဒီယိုနဲ့ပတ်သက်မရှင်းလာရှိမယ်ဆိုကွန်မန့်မှာဒီဗီဒီယိုပတ်သက်တာအမတ်ဒီဘောဖယ်ချောင်းမရှင်းဘူးလဲဆိုတာမန့်ခဲ့ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်တကယ်ပါမသိရမရှိရလိုချင်တာတစ်ခုရှိရင်လဲကွန်မန့်မှာဘာမှမစုံမန့်ခဲ့ပေးလို့ရပါတယ်နော်အားလုံးကျေးဇူးတင်ပါ